ခုငလင်ဘေးဒဏ်တင့်နေတဲ့အချို့သောပြည်သူတွေကိုလည်းကျွန်တော်စပီကာသမားတယောက်အနေနဲ့ပေါ့နော်တင်ပြပေးတော့မှာဖြစ်တယ်ပေါ့မနေ့ကတော့နိုင်ငံကြီးပေါ့နော်ဒီကျွန်တော်တို့ကံဘောစားဗန် KBZ ရဲ့နိုင်ငံကြီးဥအောင်ကိုဝင်းပေါ့နော်ဥအောင်ကိုဝင်းကမနေ့တော့ကမန္တလေးပြည်သူစေယုံကြီးတို့ရောက်ရှိလာပြီးတော့မန္တလေးပြည်သူစေယုံကြီးတွေတက်ရောက်ကူတာနေသောလူနာများအထွတ်အထွေထွေလူဝတ်ချက်များအလျံအမြန်အရေးပေါ်အသုံးပြု သုံးဆွဲနိုင်ရဲ့အတွက်ငွေကျပ်3000ကို၎င်းမန္တလေးပြည်သူစေုံကြီးစေဘက်ဆိုင်ရာဝန်ထမ်း1252ဦးအတွက်တဦးလျင်ငွေကျပ်9000တုံးဖြင့်ငွေကျပ်626သိန်းကို၎င်းမန္တလေးပြည်သူစေုံကြီးတွင်တက်ရောက်ကူတာနေသောလူနာ952ဦးအတွက်ဝင်းငွေကျပ်9000ကျပ်နှုန်းဖြင့်486သိန်းကို၎င်းပေးရလူတန်းခဲ့တဲ့နေ့ရက်2025မိုးလွဲ့တနားီ15နာရီတွင်ကံဘောဆောက်ဖောင်ဒေးရှင်းနာယကဦးဆောင်သောအဖွဲ့သကိုင်းပြည်သူစေယုံကြီးတွင်နဲ့ ်စကိုင်းပြည်သူစေယုံကြီးတို့ရောက်ရှိလာပြီးငလင်တန်းငလင်ဘေးတန်းသည့်ပြည်သူများကိုကုညီထောက်ပံ့ခြင်းအခမ်းအနားတို့တက်ရောက်တဲ့စကိုင်းတိုင်းပြည်သူစေယုံကြီးတွင်တက်ရောက်ကုသနေသောလူနာများအထွတ်အထွေထွေလူအပ်ချက်များအလျင်အမြန်ရေးပုတ်သုံးဆွဲနိုင်ရန်အထွတ်ငွေကျပ်3000ကိုလကောင်းစကိုင်းပြည်သူစေယုံကြီးရှိစေဘက်ဆိုင်ရာဝန်ထမ်း490 490ဦးအထွတ်တဦးလျင်ငွေကျပ်9000တုံးဖြင့်ငွေကျပ်245သိန်းကို၎င်းစကိုင်းပြည်သူစေယုံကြီးတွင်တက်ရောက်ကုသနေသောလူနာတရာဦးအတွက်ငွေကျပ်9000ကျပ်နှုန်းဖြင့် ငွေကျပ်350ကို၎င်းပေးရလူတန်းခဲ့တယ်နော်ကမ္ဘောဇာဘန်နော်ဆရာကျောင်းဆရာကျောင်းပေါ့နော်နိုင်ငံကြီးဦးအောင်ကိုဝင်အပါဝင်ပေါ့နော်ကမ္ဘောဇာဘန်မြန်မာနိုင်ငံအရေးအရေးအသီးသီးမှရှိနေကမ္ဘောဇာဘန်ဝန်ထမ်းတွေရောအားလုံးကကြီးသုံးပါးကိုကြော်လာနိုင်ပါစေလို့ကျွန်တော်ဇော်ပုံးဟိအဖြစ်ကံဘဝနဲ့အမုန်းကန်လူသားမေတ္တာဖို့ဆူတောင်းပါတယ်စကိုင်းမှာတော့တဲ့ဖြစ်တဲ့နေလေကဝင်ကြီးချုပ်ကိုယ်တိုင်ချေပြူပြီးကိုယ်ခဲနေတယ်တဲ့ဆေးရုံတွေမှာလည်းလူနာတွေရှိတယ်တဲ့မန္တလေးဆေးရုံမှာတော့လူနာတထောင်လေးပါရှိတယ်ပေါ့နော်အဲ့တော့ကြတော့ ကျွန်တော်ဒါတွေဘာကြောင့်ဒီလိုတင်ဆက်ရလဲဆိုရင်ဒီလိုအလူရှင်တွေတိုင်းပြည်ပေါ်မှာစေတနာမှန်နဲ့အလူရှင်တွေရှိလာလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်အမြန်ဆုံးအခုငလင်ဘေးတံတင့်ပြည်သူတွေအတွက်နော်တတတအားပါဝင်ကုကြီးဆောင်ရွက်လို့ရှိရင်အဲဘာပဲပြောပြောပေါ့နော်စိတ်ချမ်းသာစရာမြင်ကွင်းတစ်ခုကိုအမြန်ဆုံးတွေ့ရမှာပါပေါ့နော်တိုင်းပြည်မှာကျွန်တော်တို့ဒီလိုစီစီလုံးလုံးနဲ့အားလုံးအတူလက်တွဲပြီးတော့ကိုတက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီရင်တော့ငလင်တံဘေးပြည့်တင့်နေတဲ့ပြည်သူတွေနော်ပြည်သူတွေလည်း စိတ်ချမ်းသာမှာပါပေါ့နော်ဖြစ်ပြီးသားတွေကတော့ဖြစ်ပြီးသွားပြီပေါ့နောက်တစ်ခုကတော့ကျွန်တော်ကဒါကစီရီသတင်းပေါ့နော်စီရီသတင်းအကိုကြီးရေးတဲ့ MNDA ကတဲ့တရုတ်ကလာတဲ့ကြားပြန်တွေကိုဖမ်းဆီးပြီးတဲ့တရုတ်ကိုပြန်ပို့နေတယ်ဆိုတာကတဲ့နာမည်ကောင်းယူခြင်းပါပဲဗျာတဲ့ကျွန်တော်တို့ကိုယ်တိုင်လက်ရှိချမ်းမြောက်မှာစောက်လို့ရေကန်ထွက်ဒါလုပ်နေတာပါတဲ့ကျွန်တော်တို့အဖွဲ့ကနေထွက်ပြီးတရက်ကိုတရုတ်ယွမ်တရာအနည်းဆုံးပေးမယ်ဆိုပြီးကျွန်တော်တို့ရဲ့တပည့်တွေတပည့်တွေကိုယ်တိုင်နဲ့လာချိုးမြို့အထဲတော့မဟုတ်ဘူးဗျာတဲ့လာချိုးရဲ့တောတွင်းတွေမှာတရုတ် ကြားပြန်တွေအဆောင်အဆောက်အဆောက်ဦးတွေလိုက်ဆောင်နေကြတယ်တဲ့ ထို့အတူဒီအန်အန်ဒီအဖွဲ့တွေကလည်းအတူတူပါပဲတဲ့သူတို့အတွက်ငွေရရင်ပြီးရောခွင့်ပြုထားကြတယ်ဗျာတဲ့နမ်ကန်မြို့မှာဆိုရင်လည်းတရုတ်လူမျိုးတထေးတွေကိုမြေခွက်တွေတရားမဝင်ရောင်းကြနေပါတယ်တဲ့နောက်တစ်ခုကလာချိုးကနေနမ်နမ်မတူနဲ့နမ်ကန်ဘက်တလျှောက်တော်တွင်းလမ်းတွေမှာတဲ့အမဲရောင်စက္ကရိယာပုံအမီလေးတွေတဲ့တစ်ပင်တချို့မှာတဲ့တက်စင်ထားတာတွေအများအပြားတွေ့ရပါတယ်တဲ့ဘာဆက်တွေလဲတော့မသိဘူးဗျာတဲ့ပြောချင်တာကလည်းကြားပြန်လောက်တာလက်ခံနေဆိုပြီးမြမအုပ်ချုပ်ရေးအပိုင်းဆိုင်ရာနာဆက်ကအစိုးရကိုအပြစ်ပုံချပြီးတကယ်ကြားပြန်တွေကိုအကြမ်းဖက်ကအများဆုံး လုပ်နေတာပါတဲ့အသီးသီးလက်ခံပြီးငွေအများရရင်ပြီးရောနိုင်ငံတကာကနေဖမ်းမှမြန်မာနိုင်ငံစေဆိုးရကိုလွှဲချပုတ်ခတ်နေတာကိုတွေ့မြင်နေရတယ်တဲ့ထို့အတူလာချိုးနဲ့နမ်မတူမှာတော်ရင်လန်းနေမှာတရားမဝင်အမျိုးမျိုးသောမောင်ကိုတွေကနေလက်နက်ခဲရန်မူရစ်စေပါတရားတရားမဝင်တဲ့ဝင်ငွေတွေအကြမ်းဖက် TNN တွေ TNN တွေခိုင်းဖက် PDF တွေလှုပ်ဆောင်နေပါတယ်တဲ့နော်နောက်တစ်ခုကတော့သူတို့လက်ရှိထိန်းသိမ်းထားတဲ့လမ်းတွေကနေပြီးတရက်ကိုဝင်ငွေတွေကတရုတ်ယွမ်ငွေ၄သိန်းအထက်မှာရှိပြီး ဒါကတော်ရင်လမ်းပဲရှိပါသေးတယ်ပြည်တော်စုလမ်းမဆိုရင်လည်းပြည်သူတွေအနေနဲ့မြန်မာပြည်ကိုကိုပိုင်အင်စီကားနဲ့သွားတာပဲဖြစ်ဖြစ်ဆိုင်ကယ်ဆိုရင်လည်း FZ တို့ဂျပန်တို့ DD ဆိုင်ကယ်တွေတွေ့သွားရင်နဲ့သူတို့မထင်မတင်တယ်လို့ကားဆိုင်ကယ်တွေကယူထားပြီးအသိခံရတဲ့လူတွေကိုလမ်းလျှောက်ပဲပြန်ပြန်အသက်မသေးခြင်းထားခဲ့ဆိုပြီးလောက်ရတဲ့အများကြီးလုပ်တယ်တဲ့နော်အဲ့ဒါတော့ဒါတရုတ်တွေရဲ့ဒါလက်ရှိလက်ရှိပေါ့နော်ဟိုကဖြစ်နေတဲ့လက်ရှိဒီအကြမ်းဖက်သဘောအားပေးနေတဲ့ခံစားနေရတဲ့ပြည်သူလူထုတအူးကနေပြီးတော့မှ နော်ဖွင့်ရလာတာပေါ့ကျွန်တော်သတင်းပို့လာတာ304လအဘရေးတဲ့မာဝီတို့လက်နက်ခဲရန်ဘယ်ကဝင်နေတော့မသိဘူးတဲ့လက်နက်ခဲရန်ညရရှိပြီးစုပြီးတော့ဖြစ်နေပြီလို့သိရတယ်တဲ့မကြခင်မိုးပြဲကိုဝင်တိုက်မယ်တဲ့မိုးပြဲတိုက်တော့ဖားဆောင်ကိုပါထွန်းကျော်တို့အဖွဲ့မှတပြိုင်တည်းဝင်တိုက်မယ်ဆိုတာသတင်းရထားတာကြောင့်မိမိဘက်မှကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရအတွက်သတင်းပေးဖို့ခြင်းဖြစ်ပါတယ်ကြားပြည်နယ်နာဇာကရဲ့ နာဇာကရဲ့ပြစ်ခတ်ရစဲရေးကြေညာထားမှုကိုအခွင့်ကောင်းယူပြီးကြရားပြည်နယ်အချမ်းဖက်လက်နက်ကင်ကရင်နီပေါင်းစုတွေတိုက်ပွဲပေါ်ဆောင်ပါလိမ့်မယ်ဗါရေတဲ့ကြရားပြည်နယ်အတွင်းရှိမိမိစကန်းငယ်လေးတွေကိုလုံခြုံရေးအထူးဆိုင်ခံရပါမယ်တဲ့အင်အားနဲ့ကာကင်းကုန်းတွေကိုတခုပြီးတခုတိုက်ပါလိမ့်မယ်တဲ့ဘောလကဲကွင်းမိုင်းထန်နဲ့ထူးချောင်းစိတ်ပူရတယ်တဲ့အရာတိုက်ပါလိမ့်မယ်တဲ့ဖားဆောင်ကိုရေလန်းချောင်းဖြတ်ထားတာမျိုးတဲ့ရေငတ်လို့အလံပြူထောင်ကိုစောင့်နေတာပါတဲ့အလံပြူမထောင်ရင်စစ်တီမိသားစုရေငတ်လို့အင်အားနဲ့နေချိန်ကိုမှန်းပြီးတိုက်ပါလိမ့်မယ်တဲ့ဒါကြောင့်ပေးပို့ထားတဲ့ ထားကြောင်မပညာကိုဖြိုခွင်းနိုင်ဖို့လိုပါလိမ့်မယ်တဲ့ရေကိစ္စအတွက်ပါတဲ့နော်အဲ့တော့ကျွန်တော်တို့မြန်မာပြည်ကနော်ဟိုအကောင်းဆုံးလုပ်တဲ့လူကလုပ်တယ်နော်လိုက်တိုင်းပြည်ကိုဖျက်ဆီးဖို့ဖျက်ဆီးတဲ့လူကဖျက်ဆီးတယ်ဆိုတော့ကျွန်တော်တို့လည်းမပြောတတ်တော့ဘူးပေါ့နော်အဲ့တော့မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေရှင်တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်တွေကကင်းရှင်းပါစေနောက်တန်းကမိသားစုနဲ့အမြန်ဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေနောက်တဲ့တင်းတစ်ခုကြံသွားတယ်နောက်တဲ့တင်းတစ်ခုကတော့ဒါကဟိုပါပေါ့နော်အခုလက်ရှိစကိုင်းမှာဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာဟိုကျွန်တော်ပေးဖို့လာတာပေါ့ပေးဖို့လာတယ်ဆိုတာဒီလိုပေါ့နော် နှစ်ရက်လေးလ2025ဘုံတပူးနဲ့ဒုတိယအကြိမ်စုပေါင်းလို့တော့တိရန်ကုန်မြို့ဦးဝင်းမောင်ဒေါ်စုစုဝင်မိသားစုမှ KB ဖြင့်နဝကမဝတ္ထုငွေ9သိန်းကျပ်မရိယာမြို့ဆန်ရွှေထွန်းတန်တိုင်မိသားစုမှ KB ဖြင့်နဝမဝတ္ထုငွေ9သိန်းမန္တလေးမြို့ဦးသက်ထူအပေါင်းဒေါ်စပယ်တာမောင်အောင်ကိုကိုတက်မိသားစုမှနဝကမ္မဝတ္ထုငွေ9သိန်း9000မရိယာမြို့နဲ့ချင်းကြီး စိန်ရွှေရတနာဆိုင်မိသားစုမှနဝကမဝိတုငွေချက်၅သိန်းလူဒန်းမူရုံမျိုးဥက္ကမဝင်းဒေါ်စန်းရွှေသားသမီးမြေမိသားစုမှနဝကမဝိတုငွေ၅သိန်းချက်ကေပေးဖြစ်လူဒန်းမရယာမျိုးကောင်းဝင်းကောင်းဝင်းကွမ်းကွမ်းသည်ရောင်းဝယ်ရေးမိသားစုမှနဝကမဝိတုငွေချက်၃သိန်းလူဒန်းပြည်တွင်းပြည်ပအလူရှင်များစုပေါင်းရေးစကိုင်းမျိုးစကိုင်းတောင်တို့သာသနာ့ဘိမ့်မှန်စာတင်တိုင်းမှဥဆောင်ချက်ပြုတ်ရေးတဘာဝငလင်းဘေးသင့်ပြည်သူများနဲ့ဆရာကြီးဆရာလေးများနဲ့လူဦးရေ900တလားစာအတွက်လူဒန်းသွားပါမယ်တဲ့မနက်စား စတင်ပြီးချက်ပြုတ်လူတန်းမှုစတင်နေဒီနေ့မနက်စတင်ပြီပေါ့နော်ယခုလည်းတဲ့ဆက်ရန်နေရာများလည်းအစင်းသေးရောက်လာပါပြီတဲ့မရေယာရွှေမြို့တော်စီတို့လည်းစားစရာများမကြမီရောက်လာပါလိမ့်မယ်အားလုံးအနေရကင်းကြပါစေတဲ့နော်အကျွန်တော်တို့လည်းလူတန်းမှာပါအခုလုံနေပါတယ်အဓိကတော့ရေပေါ့နော်ရေကိုစောင့်နေတာကျန်တဲ့အစားအသောက်အချက်ပြုတ်ကတော့လွဲပါတယ်နော်ဟိုစေတနာပါလို့ရှိရင်လွဲပါတယ်အဲ့တော့ရေတို့အချိုရေတို့ကျွန်တော်တို့လည်းမန္တလေးစကိုင်းနော်တရားဦးလည်းရောက်ပြင်းလည်းရောက်ဖြစ်နေမယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံကြီးအမြဲတမ်းငြိမ်းချမ်းပါစေ